ဒီကနေ့လှုပ်ခတ်သွားတဲ့သတင်းကတော့အမေရိကန်မှာရှိတဲ့ယာယီနေထိုင်ခွင့်ရထားတဲ့ TPS ရထားတဲ့မြန်မာပြည်ဒါ TPS ယာယီနေထိုင်ခွင့်ကိုရုပ်သိမ်းလိုက်ပြီဆိုတဲ့သတင်းစိုးပါပဲဒီသတင်းဟာတော်တော်လေးကိုမြန်မာအတိုင်းဝိုင်းကြားမှာလှုပ်ခတ်သွားတာပါအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမြန်မာမှမဟုတ်ပါဘူးမက္ကဆီကိုပဲဖြစ်ဖြစ်အရှိအလယ်ပိုင်းကလာရတဲ့သူတွေပဲဖြစ်ဖြစ် immigration နဲ့ပတ်သက်ပြီးလူဝင်မှုကြီးကြေးနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုပြင်းပြင်းထန်ထန်ကင်တွယ်နေတဲ့အခြေအနေမှာရှိပါတယ်ပြီးတော့ကိုနေတဲ့နိုင်ငံဟာ နိုင်ငံခြားရေးမူဝါဒဟာဘယ်ဘက်ကိုရိမ့်နေတယ်ဆိုတာကိုပြည်ပရောက်မြန်မာတွေသိဖို့အမှတ်တမ်းအရေးကြီးပါတယ်။ကိုနေတဲ့နိုင်ငံဟာ nationalism ဘက်ကိုသွားနေကြလားဘယ်ဘက်ကိုသွားနေကြလဲ။ဒါအရင်ရှင်ဘက်ကိုသွားနေကြလားကိုယ့်ရဲ့လက်ရှိနေထိုင်တဲ့တမရရဲ့မူဝါဒတွေကိုသိဖို့လိုပါတယ်။မဟုတ်ဘဲနဲ့တစားစားနဲ့ American နိုင်ငံမှာရောက်သွားပြီးတော့မြန်မာနိုင်ငံကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဟိုနားဆန္ဒပြဒီနားဆန္ဒပြပြနေရဆိုတာကတော့ American မှာမဟုတ်ဘူးပေါ့နော်။ထိုင်းနိုင်ငံလည်းမကြိုက်ပါဘူး။ ထိုင်းနိုင်ငံမှာနေပြီးတော့ဒီမြန်မာနိုင်ငံကိုလှမ်းဆန္ဒပြတယ်တကယ်ကြလို့ရှိရင်ထိုင်းနိုင်ငံကဘယ်လိုမှတ်ယူလဲဆိုရင်ထိုင်းနိုင်ငံသားတွေကိုတွားပြီးတော့သွေးထိုးပေးတယ်လို့အားပေးအောင်မြောက်လုပ်တယ်လို့မျိုးယူဆပါတယ်အမေရိကန်နဲ့ထိုးနီးလကောက်မှာပဲအစိုးရအလုပ်နဲ့လုပ်ရတဲ့ကိုဒီမြန်မာတွေကဥဆောင်ဆန္ဒပြခြင်းအပြင်ဒီမိုကရေစီဆန္ဒဒီမိုကရေစီစနစ်ဖြစ်တဲ့အတွက်ကြောင့်မလို့တားမြစ်ပိတ်ပင်လို့တော့မရဘူးဒါပေမဲ့မကြိုက်ဘူးပေါ့ဗျာဒီအရေးအတွက်ကြောင့်မလို့ American တမရဒီ Donald Trump အနေနဲ့ကဒီပုံကိုယ်တွေကို ပို့ပြီးပြန်လွှတ်ခြင်းတဲ့ဆန္ဒတွေပို့ဖြစ်ပေါ်လာတာပေါ့ပြီးတော့ဒီသူ့ရဲ့ထုတ်ပြန်ကြေညာထဲမှာလည်းတိကျရေးထားတာမြန်မာနိုင်ငံဟာရွေးကောက်ပွဲတွေလည်းကျင်းပတော့မှာဖြစ်တဲ့အကြောင်းတည်ငြိမ်အေးချမ်းနေပြီဖြစ်တဲ့အတွက်ကြောင့်ဆိုပြီးတော့ပါပါလေးတောင်မဟုတ်အထူကြီးပုတ်သွားတယ်ကျွန်တော်တို့ပြန်ကြတော့ပေါ့အဲ့တော့ပြန်ကြတော့ဆိုတော့မြန်မာနိုင်ငံကိုအကုန်ဖမ်းပြီးတော့လေပေါ်တင်ပေးလိုက်မှလားဆိုတော့အဲ့လိုမဟုတ်ဘူး American သမ္မတပြောထားတာရှိရယ်အာဖရိကမှာရှိရယ်သူတို့ပိုင်းနဲ့တည်းရှိရယ်မင်းတို့ကိုပို့မယ်အဲ့လိုမျိုးပြောတာမျိုးတွေရှိတယ်ကျွန်းနေရှိရယ်မင်းတို့ကိုပို့မယ်အဲ့လိုပြောတာရှိတယ် တော့မြန်မာနိုင်ငံကိုမဖြစ်မနေပြင်ရမှာတော့မဟုတ်ဘူးဗျာကိုနီကိုဝန်နဲ့ကြံစားပြီးတော့ကနေဒါဘက်ကိုသွားတာမျိုးတို့ကျူးပါတို့ဒီဘက်ကဒီမက္ကဆီကိုဘက်ကိုလာတာမျိုးတို့ချို့သဘောကောင်းတဲ့ဥရောပနိုင်ငံဘက်တွေသွားတာမျိုးတော့လုပ်လို့ရတယ်ဩစတြေးလျလည်းမစင်စားနဲ့ဒီတော်တော်များများပေါ့ဒီအနောက်ဥရောပနိုင်ငံတော်တော်များများကတော့ဒီလူဝင်မှုကြီးကြပ်ရေးနဲ့ပတ်သက်ပြီးတော်တော်လေးကို သူတို့နိုင်ငံမှာအရှိအလေပိုင်းကလာတဲ့ဒီ Muslim community အတက်ပတ်သက်ပြီးတော်တော်လေးကိုသူတို့ဖြည့်ရှင်းနေရတဲ့အနေအထားဖြစ်တဲ့အတွက်ကြောင့်မလို့ပြဿနာအစ်စ်ကိုတော့ပြဿနာရှာမဲ့ဧည့်သည်ကိုတော့ဘယ်အစိုးရမှမလို့ရင်ဒါကြောင့်ပြောချင်တာကကိုသွားနေတဲ့နိုင်ငံရဲ့မူဝါဒပါလဲအစ်စ်တက်လာတဲ့အစိုးရရဲ့မူဝါဒပါလဲဘာမှမသိဘဲနဲ့တစားစားနဲ့အာကိုအရင်တော့နေထိုင်ခဲ့တဲ့ နိုင်ငံကိစ္စတွေကြီးပဲကိုသွားပြီးဆန္ဒရေးသွားပြနေမယ်တောင်းဆိုနေမယ်ဆိုရင်ဒီမိုကရေစီစံနှုန်းရတော့သူတို့တားမှာမဟုတ်ဘူးဒါပေမဲ့မကြိုက်ဘူးမကြိုက်တဲ့တော့ကြောင့်မလို့ခုမှဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်တယ်။ထိုင်းမှာလည်းအဲ့လိုမျိုးပဲထိုင်းကနေပြီးတော့မြန်မာတွေကိုလမ်းဆန္ဒပြတယ်။ထိုင်းဆိုရကဘယ်ကြိုက်မလဲ။ဘာကြောင့်လဲဆိုတော့သူတို့ကိုယ်တိုင်တော့မှနိုင်ငံရေးမှာအားနည်းချက်တွေရှိတဲ့အတွက်ဒီခဏခဏလည်းတက်ကအာဏာသိမ်းနေရတဲ့တော့ကြောင့်မလို့ချို့ပြည်သူလူထုတွေကမကျင်းတဲ့အပိုင်းတွေရှိတယ်မြန်မာတွေဒီလိုမျိုးထောင်တောင်ဆန္ဒပြခြင်းအားဖြင့်တို့နိုင်ငံသားတွေကိုပါသွေးထိုးလုံဆောင်ရရောက်တယ်လို့ယူဆတယ်ဒါကြောင့်မို့လို့ဖိပိုင်ရောက်မြန်မာတွေအနေနဲ့ကလည်း ဒီသူတို့တက်ဆိုင်ရနိုင်ငံရဲ့စီမီဥပဒေလိုက်နာဖို့လိုတယ်ကိုနိုင်ငံအစိုးရမကျင်းတတ်တာမကျင်းတတ်တာပဲဒါပေမဲ့ကိုနိုင်ငံမှာလုပ်သူလိုမျိုးတွေလုပ်လို့မရဘူးအဲတချို့မြန်မာတွေဗီဒီယိုဖိုင်တက်လာတာရှိရဲဂျပန်မှာပဲဖြစ်ဖြစ်အဲထိုင်းမှာပဲဖြစ်ဖြစ်ပေါ့စင်ကာပူမှာပဲဖြစ်ပေါ့ဒီ public area တွေမှာအရက်သေးတောက်တာမျိုးတွေအဲဂျပန်ဆိုလို့ရှိရင်တိတ်ဆိတ်အေဂျင့်တွေတယောက်တစ်ယောက်နဲ့အနောက်ရှက်မပေးတာမျိုးကိုအမှန်တန်ကြိုက်တဲ့နိုင်ငံအဲ့လိုနိုင်ငံမျိုးတွေမှာအသင်းအကျယ်ကြီးတွေဖွင့်တာမျိုးတွေရဲရဲ ခဏခဏလာပြီးတော့တတိပေးရတာမျိုးတွေနောက်ပြီးတော့မိုက်တွေဖြွာထားခဲ့တာမျိုးတွေအမေရိကန်မှာဆိုတဲ့လိုမျိုးပဲဒီ တဝိုင်းတိရစ္ဆာန်တွေကိုဖမ်းဆီးတပ်ဖြတ်စားတောက်တာမျိုးတွေဒါကိုဌာနေတိုင်းဌာနေအမေရိကန်နိုင်ငံသားတွေကခါးစီးပြီးခံရတယ်။နောက်ပြီးတော့ဒီလာတဲ့လူတွေအတွက်ကိုဒေထိုင်စရာတွေအလုပ်တွေပတ်စံတွေထောက်ပံ့ကြီးတွေပေးရတဲ့အတွက်ကြောင့်မလို့သူတို့ရဲ့အခွန်တွေတက်စီတွေရပေးရတဲ့အတွက်ကြောင့်မလို့မကျေနပ်မှုတွေကလည်းမြင့်တက်နေတယ်။ဒီလိုအခြေအနေမျိုးမှာကိုကတိရစ္ဆာန်အေဂျင်ညာလေးပဲနေတဲ့မနေသင့်မဲ့တဲ့ဟာမြန်မာနိုင်ငံကိုဟိုလိုလုပ်ပေးပါဒီလိုလုပ်ပေးပါတောင်းဆိုခြင်းအပြင်တောင်းဆိုခွင့်မရှိလားဆိုတော့ရှိပါတယ်။ တောင်းဆိုလို့ရလားရပါတယ်ဒါပေမဲ့တောင်းဆိုမှုကိုဖြည့်ဆည်းပေးမယ့်အစားစိုးကျိုးတွေပဲလာစေပါတယ်ဒါကြောင့်မြန်မာတွေကလည်းမျောလင့်နေတယ်ဒီပုံကိုယ်တွေကမြန်မာပြည်ရောက်လာတော့မှလာဒီဟာတွေဒီပုံကိုယ်တွေကိုလာစေလာလို့ရှိရင်ငါတို့ကဘယ်လိုမျိုးလုပ်လိုက်မယ်ဘယ်ညာလုပ်လိုက်မယ်လို့ပြောတဲ့သူတွေရှိတယ်စိတ်ချမလာဘူးအမေရိကန်ကနေပြီးတော့မြန်မာပြည်ကိုလင်းကအကုန်ကြခံပြီးလဲပို့ပေးမှာမဟုတ်ဘူး ဲ့တော့သူတို့ပိုင်ဆိုင်တဲ့တချို့သောအာဖရိကနိုင်ငံတွေရှိပါတယ်အများကြီးပဲနိုင်ဂျီးရီးယားတို့ဘာလို့တော့နေကြပါတော့ရပါတယ်အာဖရိကနိုင်ငံတွေမက္ကဆီကိုတို့အကျူဘာတို့အဲ့လိုနိုင်ငံမျိုးတွေကိုလည်းတွားနေကြပါဗျာအဲ့တော့မြန်မာနိုင်ငံတို့တော့မဖြစ်မနေအားလုံးပြန်လာမှာလားဆိုတော့လူဆိုတော့ကြံကြံစီမှာပဲပေါ့အပြစ်မရှိတဲ့လူဘာမှမြန်မာနိုင်ငံကိုဖျက်လို့ဖျက်ဆီးတွေအဲလက်နက်တွေထောက်ပံ့တာမျိုးတွေအကြမ်းဖက်ဖို့လုံဆော်တာမျိုးတွေအဲဒီမှာရှိတဲ့ဆရာတော်ကြီးတွေနိုင်ငံတော်အကြီးအကဲတွေကိုဒါရုပ်ရုံမှန်မှန်တွေ ဆဲဆိုတိုက်ခိုက်ခဲ့တဲ့လူမဟုတ်ဘူးဆိုလို့ရှိရင်တော့အမိမိဟာအားလုံးကိုကျူးဆိုလျက်ပါမြန်မာနိုင်ငံမှာရွှေတကုံစီရော်ကြီးရှိတယ်စိတ်မေရီကက်သီဒယ်ကြီးရှိတယ်နော်ဒီမကိုလမ်းမှာဆိုလို့ရှိရင်လည်းဘာသာပေါင်းစုံ church တွေရှိတယ်ဘလီတွေရှိတယ်မြန်မာနိုင်ငံဟာအားလုံး harmony ဖြစ်ဖြစ်အားလုံးငြိမ်းချမ်းစွာနဲ့တယောက်နဲ့တယောက်နဲ့ဝန်ကြီးဖေးမှပြီးတော့ဖြတ်တန်းနေပါတယ် မဆိုးသလောက်တော့ပုတ်တိုက်မှုလေးရှိပေမဲ့မြန်မာနိုင်ငံဟာအရင်တုန်းကဖြစ်ခဲ့တဲ့ဘာသာရေးပြိပက္ခတွေလူမျိုးရေးပြိပက္ခတွေဓာတ်တွေကိုဖျက်ဆီးခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဓာတ်တွေကိုတက်နိုင်သမျှလူကြီးတွေကလည်းရှောင်ရှားပြီးတော့တိုးတက်အောင်မြင်တဲ့နိုင်ငံတကာနိုင်ငံအဖြစ်ကိုသွားနေပါတယ်ဒါကြောင့်မို့လို့အမိမီယာအားလုံးကိုကျေးဇူးလေးရပါကိုကသာမြန်မာနိုင်ငံပြက်လို့ရပျက်စီးကြောင်းတာမလုပ်ထားဘူးဆိုလို့ရှိရင်အားလုံးတော့မြန်မာနိုင်ငံသားတွေကိုမြန်မာနိုင်ငံကအမြဲတမ်းကျေးဇူးလေးရပါအားလုံးကျေးဇူးတင်ပါတယ်